မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနကနေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုအစင်ခန်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းနေနဲ့တိုင်းပြည်ဗန္နာငွေကိုအကြိုက်သုံးတိစောက်ထားတဲ့အကြံဖက်စစ်တပ်ကို၄နှစ်သား PDF တပ်များကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေဟုအန်ယူဂျီဝန်ကြီးချုပ်ပြောဆိုဆွေးနွေးသိမ်းပေးဖြစ်ပါရရှင်။မြန်မာနိုင်ငံမှာတိုင်းပြည်ဗန္နာငွေကိုအကြိုက်သုံးတိစောက်ထားတဲ့အကြံဖက်စစ်တပ်ကို၄နှစ်သား PDF တပ်များကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေဟုအမျိုးသားညီညွတ်ရေးအစိုးရအန် ုးကြည်ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုလိုက်သည်ယနေ့ကြရောက်သောပြည်သူ့ကော်မတီတမရဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှန်မင်းကုန်နှင့်အန်ယူဂျီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအထက်ပါတိုင်းထဲတွင်ပြောဆိုသွားခြင်းဖြစ်သည်ရှနေ PDF တက်များဖွဲ့စည်းမှု၄နှစ်ပြည့်မြောက်ချိန်တက်ဖွဲ့များတနိုင်ငံလုံးဖွဲ့စည်းထားပြီးစနစ်ကျစွာဖြင့်စီမံခန့်ခွဲလျက်ရှိကြောင်း၄နှစ်သား PDF ကအင်အားကြီးမားသည့်သို့သောဂျမတ်စစ်တပ်ကိုဖိအားပေးတိုက်ပွဲဝင်နိုင်သည့်အပြင်အောင်ပွဲများပါရှာယူနေပြီဖြစ်ကြောင်း UNG ဝင်ကြီးချုပ်ကဆက်လက်ပြောဆိုသည် နှစ်ပေါင်းများစွာတိုင်မီဗန်နာငွေကိုအကြိုက်သုံးပြီးတိစောက်ထားတဲ့အကျန်းဖက်စစ်တပ်ကို၄နှစ်အတွင်းငါတို့ပြည်သူ့ကော်ရီတမ်တော် PDF ရဲဘော်တွေရဲစံတပ်တွေနဲ့ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းအတာထိအောင်မြင်မှုတွေရနေပြီလဲဆိုတာရဲဘော်တွေအလုံးမျက်မြင်ကိုတွေ့ပဲဖြစ်ပါတယ်။ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတသွေးတသားတဲ့ရက်တီတိုက်ပွဲဝင်ပေးခဲ့ကြတဲ့မာမိတ်တိုင်းသားတော်လင်ဖွဲ့စည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမေ့ပြစ်ထားလို့မရဘူး။ဒါကြောင့်၄နှစ်ပြည့်နှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားလိုတယ်။အဆို ဘာဖွဲ့ရဲ့ပူပေါင်းပါဝင်မှုကလည်း PDF တက်မတော်ရဲ့ခွန်အားတရက်ဖြစ်ခဲ့တယ်ဟု NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုသည်မြန်မာတနိုင်ငံထဲသာမကကဘာတဝမ်းမှမြန်မာပြည်သူများ၏ပါဝင်မှုနှင့်အတူ PDF တပ်များကြီးထွားပြီးပြည်သူတပ်မတော်ဖြစ်အသွင်ပြောင်းလဲနေကြောင်း PDF တပ်များအနေဖြင့်ဆင်အာနာရှင်စနစ်ချုပ်ငြိရေးတိုက်ပွဲဝင်ရန်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတော်လိုင်းအောင်မွေးရရှိရေးဆက်လက်တိုက်ပွဲဝင်ကြရန်တိုက်တွန်းပြောဆိုသည် ပြည်သူ့ကော်မတီတမရ PDF ကတတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကြတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံတွေနဲ့ပြည်သူ့တမရဖြစ်အောင်စ조사ကောင်တွေဖော်နေတာကိုတွေ့နေရတယ်။နှစ်ပေါင်းများစွာတိုင်းပြည်ကိုနှိမ်ချစေပြီးနိုင်ငံသူနိုင်ငံသားများကိုစင်ရရနဲ့စေတဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူ့ကော်မတီတမရပြည်သူတွေကပောက်ဖွာလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူ့အသက်အိုအိမ်စီစဉ်ကိုအကာအကွယ်ပေးဖို့တန်ိတ်ထန်ချတာကြမယ်လို့ယုံကြည်တယ်။ ပြည်သူ့ကော်မတီတမတော်က၄နှစ်ပြည့်မြောက်ချိန်မှာရခိုင်နှစ်တွေကတည်းကပုံမလုံးနိုင်စွမ်းပြေဝလာတာကိုလည်းတွေ့ရတယ်။စီရွေးစမ်းရေး၊စီယုံရေးစမ်းရေး၊အုတ်ချုပ်ရေးစမ်းရေးပြည့်မီတဲ့တမတော်တရက်ဖြစ်တိစောက်ထားနိုင်တာတွေ့လို့လေးစားကုန်ယူတယ်ဟုအန်ယူဂျီဝန်ကြီးချုပ်ကဆိုသည်။ပြည်သူ့ကော်မတီတမတော်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏လက်အောက်တွင်တည်ရင်ပေါင်း316ရင်းမြင့်ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်းအန်ယူဂျီ၏၄နှစ်ပြည့်အစည်းအဝေးခန်းစာတွင်ထုတ်ပြန်ထားသည်။ ဆက်လက်ပြီးပုံရံသူဖြစ်သည့်စစ်ကောင်စီမပြုံမချင်းတိုက်ပွဲဝင်သွားမျိုး TNL ပြောဆိုရတဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL အနေဖြင့်စစ်အာဏာရှင်အမြင့်ဖြဲရေးကိုဆက်လက်လှုံ့ဆော်မည်ဖြစ်ပြီးပုံရံသူဖြစ်သည့်စစ်ကောင်စီမပြုံမချမခြင်းတိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟုပြောသည်။မေလ၄ရက်နေ့ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် DNL တွဲဖက်အထွေထွေတွင်ရင်မှုနှင့်ပိုးချုပ်ကြီးတာဘန်လာကထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မဟာမိတ်များအနေဖြင့်လည်းနားလည်မှုလွဲမှားသည့်ကိစ္စနှင့်ပြဿနာသေးမွားလေးများကိုဘေးဖယ်ထားပြီးပုံရက်တီချက်ကိုပဲဥတီထားမယ်ဆိုရင်ညီညွတ်မှုများအောင်မြင်မှုများရရှိမည်ကိုယုံကြည်ထားကြောင်းဆိုသည်ရှင်အပြင်ဆရာနာရှင်အမြဲဖြည့်ရေကို TNL အနေဖြင့်ယခုအချိန်မှမလုဆောင်နိုင်လဲနောင်လာနောင်သားများဒုက္ခခံစားရလဲမည်ဟုဗိုတာပန်လာကပြောသည် ကျွန်တော်အနေနဲ့မဟာမိတ်တွေကိုပြောချင်တာကအာနာသိမ့်ပြီးတဲ့ကစလို့ဖန်စီခံရတာအသက်ပြတ်ခံရတာတွေထောင်ချခံရတာတွေခံစားခဲ့ရတယ်စိတ်ဆင်းရဲမှုတွေခံစားခဲ့ရတယ်အဲ့ဒီတော့ဘုံရံသူဖြစ်တဲ့စကားစမပြုတ်မချင်းမချုံငိမ့်မချင်းဒီဒုက္ခတွေကိုဆက်လက်ခံစားရမှာဖြစ်တယ်ကျွန်တော်တို့လက်ထက်မှာမပြီးဘူးဆိုရင်နောက်နောက်မျိုးဆက်တွေဒီတက်မကဒုက္ခခံရလိမ့်မယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အချင်းချင်းကြားဖြစ်ပျက်နေတဲ့နားလည်မှုလွဲမာတာတွေခဏပေးဖဲထားပြီးဘုံရံတွေချက်ကိုပဲဥတင်ထားရင်ညီညွတ်မှုအောင်မြင်မှုကရှား ကိုရမှယုံကြည်ပါတယ်ဟုပြောသည်ရှင်ပြင်တရုတ်နယ်လေတပ်ကိုတရုတ်ကချင်းချောက်မှုများပြုလုပ်နေပြီးတရုတ်နယ်စပ်တရှောင်းနဲ့ gas pipeline စီမံကိန်းများတရုတ်စီမံကိန်းများတရုတ်၏ကိုကျိုးစီပါရှိသောနေရာများတွင်တိုက်ပွဲမဖို့ဆိုင်တရုတ်ကဖိအားပေးနေကြောင်းသိရသည်ဘုံမူကြီးတာပန်လာကဟုတ်ပါတယ်အားလုံးလည်းတည်မှာပါပြီးခဲ့တဲ့နှစ်တည်းတုန်းကစာရီပေးဖို့ခင်ရတဲ့ချင်းချောက်မှုတွေကရှိပါတယ်ချင်းချောက်မှုဆိုတာထက်ဖိအားပေးမှုတွေလို့ပဲပြောရမှာပေါ့နော်နှုတ်နဲ့ရောစာနဲ့ရောဖိအားပေးမှုတွေရှိပါတယ်ဟုပြောသည် ပြီးခဲ့သည့်ရက်ပိုင်းတွင်တရုတ်နိုင်ငံကုမင်မျိုးမှအာနာသိန်းစက်ကောင်စီနှင့် TNL တို့ကြားငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတော့လေ TNL သိမ်းပိုက်ထားသောမျိုးငါမျိုးကိုစက်ကောင်စီကတောင်းတဲ့အတွက်ဆွေးနွေးပွဲမှာအောင်မြင်မယ်သိမ်းပိုက်ထားသောမျိုးများကိုလည်းစက်ကောင်စီထံပြန်ပေးရန်အစီအစဉ်မရှိကြောင်း TNL ကဆိုသည်ငလင်းအတွက်မြောက်ပိုင်းမှာမိညီနောင်၃ဘွဲကအပြည့်ခက်ရဲစဲရေးကြီးညာထားပြီးထိုးစစ်စင်မီမဟုတ်ပဲခုခံကာဝေးစစ်ကိုသာဆောင်ရွက်မည်ဟုသိရသည် ဆလဘေးရွှေဘုံမြို့အနီးသို့ရနေနနပိုင်းဗဟုပြုလှုပ်ခတ်သည့်၄သမ၈အဆင့်ရှိငလင်ကိုပျော်ဝယ်ရှိဦးခင်ဦးနှင့်မိုးကုတ်မြို့များတွင်မှတိသာစွာခန်းစားရဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းရွှေဘုံမြို့အနေသို့ရှနေနေနပိုင်ဘို့ပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအားလေးတသက်မှရှစ်အစင်ရှိငလင်ကြောင့်ပျော်ဝေရှိဦးခင်းဦးနဲ့မိုးကုံမြို့များတွင်မှတိတာစွာခံစားရကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုကြသည်ရှနေမေလ9ရက်နေ့မြန်မာစံတော်ချိန်နနက်6:03မိနစ်ခန့်အချိန်စကိုင်းတိုင်းရွှေဘုံမြို့အနောက်မြောက်ဘက်33ကီလိုမီတာခန့်ကမြေအောက်အနက်30ကီလိုမီတာကိုဘို့ပြု၍ Richard Starsky လေးတသက်မှရှစ်အစင်နဲ့အင်အားသေးနဲ့ရှိသည့်မြင်းငလင်တစ်ခုတက်မှန်လှုပ်ခတ်ခဲ့ ြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကတရင်ထုတ်ပြန်သည့်အဆိုပါငလင်ကြောင်းပျော်ဝဲရှိဦးခင်ဦးနှင့်မိုးကုံမြို့တွင်မှတည်သားစွာခန်းစားရပြီးမိုးကုံမြို့တွင်ရှင်နေနေပိုင်းငလင်ကြောင်းနေအိမ်များခရရန်သွားခဲ့ကြောင်းသိရှိရသည် မနက်6နာရီလောက်အိမ်တွေရင်ထိုးတုံခါကုန်တာမတ်လ28ရက်နေ့ကတော့မိုးကုန်းမှာအိတ်လောက်ကြီးမလုပ်ခဲ့ဘူးအခုခါရန်လှုပ်သွားတာမိုးကုန်းမှာလေရင်လဲကြောက်ရငလင်းလဲကြောက်ရဖြစ်နေပြီဟုမိုးကုတ်ဒေတာပြည်သူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်အမေရိကန်ငလင်းစောင့်ကြည့်ဘူမိပေတာ USGS ကမူယနေ့နံနက်ပိုင်းလှုပ်ခတ်သွားခဲ့သောငလင်းသည်ပြင်းအား4.4အဆင့်ရှိပြီးရွှေဘုံမြို့အနီးသို့ဘူဟုပြုလှုပ်ခတ်သွားခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ကစစ်ကောင်စီမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ပြော်ဝဲမျိုး၏အနောက်အနောက်တောင်ဘက်မိုင်၂၀ခန့်အကွာကိုဗဟိုပြူ၍လှုပ်ခတ်ခဲ့ကြောင်းပြင်းအား၄.၅အဆင့်ရှိကြောင်းသိရှိရသည်မြန်မာနိုင်ငံတွင်မတ်လ၂၈ရက်နေ့ပြင်းအား၇.၈အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်ပေါင်း၁၆၀ကျော်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်ဆလဘီစစ်ကောင်စီကြောင့်ဧပြီလအတွင်းဥယျာဉ်တရားနေပါတည်ဆုံးဟု AAB ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီကြောင့် ခဲ့သည့်ဧပြီလအတွင်းဒီမိုကရေစီအရေးလှုံ့ဆော်သူများနှင့်ပြည်သူစုစုပေါင်း66ဦးသေဆုံးပြီးနိုင်ငံရေးကိစ္စဖြင့်ဖမ်းဆီးချုပ်နှောင်ခံရသူ6ဦးရှိကြောင်းနိုင်ငံရေးအကျဉ်းသားများကိုညှိဆောင်ရှောက်ရေးအသင်း AAPP ကမေလ3ရက်တွင်အစီရင်ခံစာထုတ်ပြန်ပြီးအဆိုပါသေဆုံးသူ96ဦးတွင်ဖမ်းဆီးခံရသူနောက်မှအကြောင်းမျိုးမျိုးဖြင့်သေဆုံးခံရသူ၄ဦးလည်းပါဝင်ကြောင်းသိရသည်လက်ရှိအရေးအတွက်မှာအမည်နှင့်တကွအတည်ပြုထားနိုင်သည့်အချက်အလက်များဖြစ်ကမြေပြင်တွင်ရခုတက်ပုံမှုများပြနိုင်ကြောင်းအစီရင်ခံစာတွင်သိပေသည်အတည်ပြုရန်လိုအပ်နေသည့်ဧပြီတလအတွင်သေဆုံးခဲ့သူ150ဝန်းကျင်ခန့်အရေးအတွက်ကိုလည်းတိကျကောက်ယူထားပြီးအတည်ပြုနိုင်ရန်လှုံ့ဆော်နေသည်ဟု AAPP ကပြောသည်သေဆုံးခဲ့ရသူများသည့်မန္တလေး လေးစကိုင်းကရင်ရခိုင်ချင်းကရင်နီကယားမော်တနင်္သာရီမကွေးနေအေရော်ရီစသည့်ပြည်နယ်နဲ့တိုင်းများမှာဖြစ်ပြီးလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတနက်ဖြန်ပစ်ခတ်မှုလေးချောင်းမှပါရာမော်တာများဖြင့်ပုံကျဲတိုက်ခိုက်မှုတို့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းဆိုထားသည်ထို့အထက်မှအများစုသည်လေးချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရခြင်းဖြစ်သည်စစ်ကောင်စီရဲ့နေဖြင့်ဧပြီလ2ရက်မှဧပြီလ30ရက်အထိကြီးညာခဲ့သည့်ရိုင်းအပြစ်ကတ်ရဲစဲရဲကာလာတွင်နိုင်ပြီးငလင်းချောင်းအိုးအိမ်ဆုံးကွာထွက်ပြေးလာသောမြောင်ကိုလုံးနေသည့်ဘာသာ ာရေးအဆောက်အအုံများအပါအဝင်အရက်သားများနဲ့အရက်သားအခြေခံအဆောက်အအုံများပေါ်အသက်ဆုံးရှုံးစေနိုင်တဲ့လေကြောင်းတိုက်ခိုက်ဝန်များဆက်လက်လှုံ့ဆော်လျက်ရှိကြောင်း Fortify Right ကလည်းမေလ3ရက်နေ့တွင်ထုတ်ပြန်ပြောဆိုထားသည်လရှိ ABB အချက်လက်များအရဧရလာအတွင်းစစ်ကောင်စီကြောင့်တေဆုံးခဲ့သူများတွေတွင်ကိုဝန်ဆောင်နှင့်ကလေးငယ်များလည်းပါဝင်ကြောင်းသိရသည်